ဟယ်လိုမင်္ဂလာပါကျွန်တော် channel လေးနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရက်ဒီဗီဒီယိုမှာတော့ April Light အစမှာ ကျွန်တော်တို့ point 300 U နီလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာ share လင်းလုပ်ပေးသွားမှာဖြစ်ပါတယ်။မယ်ဒီတဲ့ကိုစာရုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က parcel bowl လေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်။တခါတည်းလေးကြားလို့ရှိရင်မယ် ID က error ဖြစ်နေတယ်ပေါ့နော် error ဖြစ်နေတယ်ဆိုတော့အဲ့ဒီနေရာကိုဒီလိုပုံနေလို့ရှိရင်ကျွန်တော်တို့က software လေးကိုတစ်ခါရှင်းပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ my ID တဲ့တစ်ချက်ဝင်မယ်ပေါ့နော် အချမ်းဝင်ပြီးတော့ပေါ်ဆယ်ပုံးလေးကိုပဲထပ်နှိမ့်မယ်ပေါ့နော်အဲ့လိုဆိုရင်တော့ဒီလိုဆာမင်နာလေးပေါ်လာမှာဖြစ်ပါတယ်တချို့ကလည်းတစ်ခါတည်းမရဘဲနဲ့နှစ်ခါသုံးခါလိုရတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုဖြတ်ပြီးတော့ပြန်ဝင်ဖြတ်ပြီးပြန်ဝင်အဲ့လိုလေးလုပ်ကြည့်ပေးပါပေါ့နော်ဆိုတော့ကျွန်တော်မှာတော့ HD2 packet ကိုမဝယ်သေးတဲ့အတွက်ဒီနေရာမှာပဲတစ်ခါတည်းဝယ်လိုက်ပဲပေါ့နော်အဲ့တော့ဒီလိုလေးပြပြီဆိုတော့ HD2 packet ကအောင်မြင်သွားပြီအောင်မြင်သွားပြီဆိုတော့ကျွန်တော်တို့ကဘာတွေပါမလဲဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့ machine က နေခုပေးရတယ်ဗောနော်ကျွန်တော်တို့ဖော်ဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ short frame ဝင်နေလေးကိုပဲကျွန်တော်အရင်ပြပေးသွားမှာဖြစ်ပါတယ်အဲတော့ထုံးစားတိုင်းပဲကျွန်တော်တို့ဖုံးတဲ့ဝင်မယ်ဖုံးတဲ့ဝင်ပြီးတော့ short frame ဝင်နေလေးကတော့ကျွန်တော်ဒီမှာရက်ပြလာတဲ့ကုတ်လေးပဲဖြစ်ပါတယ်အဲတော့ကျွန်တော် fat 51 shark ကို star fat 51 shark ကိုနှိပ်ပြီးတော့ကျွန်တော်ဝင်လိုက်မယ်ဗောနော်ဒီလိုရှိရင်ကျွန်တော်တို့ short frame မှာ point အရယူဖို့အတွက်ကျွန်တော်တို့က တက်တက်ဝယ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ daily 169ချက်ကိုပဲဝယ်မှာဖြစ်ပါတယ်အဲဒါဆိုတော့ကျွန်တော်နံပါတ်1ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော် sell ကိုနှိပ်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းကျွန်တော် confirm ကိုထပ်နှိပ်ပေးမှာဖြစ်ပါတယ်အဲဒါဆိုတော့ shop rate ဝယ်ပြီးတေချာပြီလားဆိုတော့ကျွန်တော်တို့ my ID တဲ့ကိုတစ်ချက်စကီမှာဖြစ်ပါတယ်လို့ရှိရင်မယ်ဒီထဲမှာကျွန်တော် refer လေးလိုလိုက်မယ်ပေါ့နော် refer လိုလိုက်ပြီဆိုရင် shopify လေးကကျွန်တော်ဒီနေရာလေးမှာ claim လို့ရပြီဖြစ်ပါတယ်အဲဆိုတော့ နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ကဘာလေးဝယ်ပြပေးသွားမလဲဆိုတော့ကျွန်တော်တို့ဘာပဲပေါ့ဆိုတဲ့ဟာလေးကိုဝယ်ပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါလေးကိုပဲကျွန်တော်ကုန်းနဲ့ဝယ်ပြသွားမှာဖြစ်ပါတယ်။အဲ့ဒါဆိုကျွန်တော်တို့ဖုန်းနဲ့တစ်ချက်ပြန်ဝင်မယ်။ဖုန်းနဲ့တစ်ချက်ပြန်ဝင်ပြီးတော့ဒီနေရာလေးမှာတော့ star 602 shot အဲ့ဒါလေးကိုကျွန်တော်တို့ကမမားပဲနဲ့ရက်ထက်ပေးပါ။မစစ်တော့လည်းအဲ့ဆိုတော့ကျွန်တော်တို့ဒါလေးကိုပဲတစ်ချက်ဝယ်လိုက်မယ်ပေါ့နော်။ ဒီမှာ buy power ပေါ့ server ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဝယ်မှာဖြစ်ပါတယ်။ဝယ်မှာဖြစ်ပါဆိုတော့ကျွန်တော်တို့ကပွင့်ရအောင်ဝယ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနံပါတ်1ဒီကိုပဲဝယ်မှာဖြစ်ပါတယ်။အဲဒါဆိုတော့နံပါတ်1က149ကျတဲ့မှာဖြစ်ပါတယ်။အဲဒါလေးကိုနံပါတ်1ကိုနှိပ်ပြီးရောကျွန်တော်တို့ sell လိုက်မှာဖြစ်ပါတယ်။ဒီလိုရှိရင်နံပါတ်1 confirm ဝယ်နှိပ်ပြီးဝယ်မှာဖြစ်ပါတယ်။ ဲ့တော့ဒါလေးကိုလည်းကျွန်တော်တို့ကဝယ်တာအဆင်ပြေပြီလားဆိုတော့အောင်မြင်ပြီလားဆိုတာကိုကျွန်တော်တို့ my detail ကိုဝင်ပြီးတော့ refer လေးတစ်ချက်လုပ်လိုက်မှာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ bubble pop လေးလည်းအဆင်ပြေသွားပြီဆိုတော့ကျွန်တော်တို့ wine renew လေးကိုဝယ်နည်းလေးကိုကျွန်တော်ပြောက်ပေးသွားမှာဖြစ်ပါတယ်ဒီမှာ my renew ဝင်နေလေးကိုကျွန်တော်အကုန်လည်းပဲပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ဖုန်းနဲ့ပဲတစ်ချက်ပြောင်းဝင်မှာဟုတ်တယ်တစ်ချက်ပြောင်းဝင်မှာပေါ့နော်အဲဒါတော့ကျွန်တော်တို့က my renew ကဘာလဲဆိုတော့ star fight 9နိုင်ရှက်နဲ့ပဲဝင်มาဖြစ်တဲ့အတွက်ဒီနပတ်လေးကိုမစ္စတိုကမမအောင်တေချာရိုက်ထက်ပြီးတော့ကျွန်တော်လည်းအတူလိုက်ဝင်မှာပေါ့နော်အဲဒါဆိုကျွန်တော်ဝင်မယ်အဲဒါတော့ my renew my renew ဆိုတဲ့ခေါင်းစဉ်လေးအောက်ကကျွန်တော်တို့နပတ်1 daily နပတ်1149ချက်ကိုပဲကျွန်တော်ဝင်มาဖြစ်ပါတယ်အဲဒါဆိုတော့ကျွန်တော်တို့နပါတ်1နှိပ်ပြီးတော့ကျွန်တော်ဆဲပါဖြစ်ပါတယ်ဆဲပြီးဆိုတော့နပါတ်1ကိုပဲကျွန်တော်တို့အတီးပြုတ်ပေးမယ်ပေါ့နော် confirm နှိပ်ပြီးတော့ အဲဆိုကျွန်တော်တို့ကဒီလို message လေးကြားပြီဆိုလို့ရှိရင် my data တစ်ချက်ဝင်မှာပြီးလို့ရှိရင်ဝယ်တာအောင်မြင်ပြီလားဆိုတာလေးကိုကျွန်တော်တို့ refer လေးကိုလို့ကြည့်မှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်မှာဒီမှာ၃ခုစလုံးပြည့်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ link in new number လေးကိုပဲကျွန်တော်တို့ကဖြည့်ရမှာဖြစ်ပါတယ်အဲဆို link in new number လေးကိုကျွန်တော်တို့ဖုန်းနံပါတ်ဖြည့်နေလေးကိုတော့ကျွန်တော်ထူ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 မပြောပြတော့ဘူးကျွန်တော် channel မှာလည်းနေနာပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ description မှာလည်း ခုနကပါချိန်ဒီဗီဒီယိုလစ်ကိုကျွန်တော်ထည့်ထားပေးမှာဖြစ်ပါတယ်အဲဒါတော့ကျွန်တော်ဒီကျွန်တော် machine တုတ်ခုစလို့ပြည့်သွားပြီတဲ့အတွက်ကျွန်တော် click လိုက်မယ်အပေါ်မှာတော့ message တော့အတီးတဲ့အတိုင်းပဲတော့ဒီနေရာလေးမှာနှစ်ပတ်လေ machine ၄ခုပြီးမှပဲ1200ရမှာဖြစ်တဲ့အတွက်ဒီနေရာလေးမှာ၃ခုဆိုတော့ကျွန်တော်မှမရသေးပါဘူးဖုန်းနံပါတ်ချက်ပြီးမှပဲကျွန်တော်မှရမှာဖြစ်ပါတယ် ဲဆိုတော့မရှင်လေးခုစလို့ကိုမိတ်ဆွေတို့ပြီးမှပဲတောင်းနေရာဘက်ကရမှာဖြစ်တဲ့အတွက်မရှင်လေးခုစလို့ကိုရအောင်ဖြီးပါပါတော့ပြီးလို့ရှိရင်လည်း daily မှာတော့ကျွန်တော်တို့15ရက်လောင်းဝင်လို့ရှိရင်တော့ပိုင်း50 50နဲ့သူက15ရက်စာရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့အကုန်လုံးပေါင်းပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ဆုံးကသုံးရောက်ဘက်ကိုမိတ်ဆွေတို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ packet လေးကတန်လားဆိုတော့ဒီအရလေးကိုကျွန်တော်တို့ဝယ်တာတန်လားဆိုတော့တန်ပါလေပေါ့နော် ။ဘာဖြစ်လို့လဲဆိုတော့ point 3000ရမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့က man shop flat one lighter ကဘယ်လောက်ကျလဲဆိုတော့ကျွန်တော်တို့က shop flat one lighter 169ကျဘာပဲပေါ်ဝင်လိုက်တာဘလောက်ကြလဲဆိုတော့149ကြပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ my renew ဝင်လိုက်တာ149ကြဆိုတော့ shadow ဘက်ကဘဝင်လို့ရှိရင်တော့ကျွန်တော်တို့က900မပြည့်ဘူးပေါ့နော်အဲဆိုတော့ဘေး900တန်းနဲ့ကျွန်တော်တို့ point 3000ရောက်မှဆိုရင်တော့တန်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့က layer နဲ့ လေးလပိုင်းတရန်နေရနေပြီးတော့မွေးစတို့ကလေးလပိုင်း၁၆ရက်နေ့အထိကိုမွေးစတို့တေချာ log in နေတိုင်းဝင်မယ်ဆိုလို့ရှိရင်တော့ white 300ကိုအပြည့်ရမှာဖြစ်ပါတယ်အဲတော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့အရေးကြီးဆုံးအပိုင်းကိုရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းလက်ကိုတစ်ချက်ပြန်ဝင်မယ်ပြန်ဝင်ပြီးတော့ကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့ short flip ဝယ်ထားတာကိုကျွန်တော်တို့ပြန်ဖြတ်မယ်ပေါ့နော်အဲ့တော့ star 551ကိုဝယ်ရပြီကျွန်တော်တို့ပြန်ဖြတ်မယ် star 551ကတော့တခါတလေ error တက်နေတာပေါ့နော် အဲဆိုတော့တစ်ချိန်တည်းနဲ့ကျွန်တော်တို့ရဲလို့မရရင်လည်းနှစ်ချိန်ရဲပေးပါဘောနော်အဲဆိုတော့သူ့မှာတော့နံပါတ်9မှာ unsubscribe ဆိုတာရှိတဲ့အတွက်မိတ်ဆွေတို့ကတော့နံပါတ်9 unsubscribe ကိုပဲနှိပ်ပြီးတော့ကျွန်တော်တို့ကဆဲမှာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်လုတ်တလို့လည်းမလုတ်ဘူးဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ဘီကနေတိုင်းဖြတ်နေမှာဖြစ်တဲ့အတွက်ကျွန်တော်လုတ်တလို့ unsubscribe လေးလုတ်ပေးဖို့ကျွန်တော်ကကြိုးပြီးတော့ဒီကနေ့ပြောလိုက်တာပါဘောနော် အဲ့တော့ပြီးလို့ရှိရင်ဘာပဲပေါ့ကိုကျွန်တော်တို့က unscribe လုပ်မယ်ပေါ့နော် star 602 shot အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကိုပဲတစ်ချက်ဝယ်တဲ့နေရာကိုပဲပြန်သွားမယ်ပေါ့နော်ပြန်သွားပြီးတော့ unscribe က number 5မှာရှိတဲ့အတွက်ကျွန်တော်တို့ number 5ကိုရိုက်မယ်ပြီးတော့ save လိုက်မှာဖြစ်ပါတယ်အဲ့တော့ဒီလို message လေးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က auto မဝယ်တော့ပါဘူးပြီးလို့ရှိရင် my renew star 529 shot ကိုကျွန်တော်တို့က unscribe ဆက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ် အဲ့တော့သူကနံပါတ်3မှာရှိတဲ့အတွက်ကျွန်တော်တို့ကနံပါတ်3 ascribe နံပါတ်3မှာရှိတဲ့အတွက်ကျွန်တော်တို့က same မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကသုံးခုစလုံးကို unscribe လုပ်ပြီးပြီဆိုတော့မိတ်ဆွေတို့ကဘယ် packet ကိုမှလည်း auto မဝယ်တော့ဘူးပေါ့နော်ပြီးလို့ရှိရင်တချို့ကလာပြောကြတယ်ဝယ်တာပြီဆိုတော့နေတိုင်းပေတွေဖြတ်နေတယ်ဆိုတာလေးကိုကျွန်တော်လာပြောနေကြလို့ကျွန်တော်ဒီဖြတ်နေလေးပါကျွန်တော်တခါတင်ပေးလိုက်တာဖြစ်ပါတယ်အော်ဒီဗီဒီယိုလေးမှာတော့မိတ်ဆွေတို့တောင်းဆိုနေကြတာများလို့ကျွန်တော်ဗီဒီယိုလေးကိုစောစောလောက်ပွင့်လိုက်တာဖြစ်ပါတယ် မိုင်အဒီကအရော်တက်နေလို့တစ်ခါတလေကြောက်လို့ရှိရင်လည်းမိစတို့ဝင်ပြီးတော့အဝိုင်းလန်နေလို့ရှိရင်ကျွန်တော်တို့တို့လို software လေးကို clear လုပ်ပြီးတော့ပြန်ဝင်ပေးကြဖို့ကျွန်တော်ပြောချင်ပါတယ်ဒီ video လေးကိုကြည့်ပြီးတော့မိစတို့က point 3000လဲယူနီလေးကိုတည်သွားပြီးမိစတို့တို့အကျိုးတစ်ခုခုရှိမှဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသွားပြီးတော့မသိသေးတဲ့တငယ်ချင်းများရှိလို့ရှိရင်လည်း share လုပ်ပေးတော့ပါဦးအားလုံးကျေးဇူးတင်ပါတယ် bye bye